ဆရာလူဘူရေးသည့်လူဘူဟူသည့်စာအုပ်မှာအညာကတငယ်ချင်းအသက်အရွယ်နဲ့ဖြစ်တမ်းမှုတွေများလာလေလေတငယ်ချင်းမိတ်ဆွေဆိုတာတိုးပွားလာလေလေပါပဲများလုံးလာတော့လေတချို့ဆိုမှတ်ညံတဲမှာတော့မစံတော့ကိုယ်အပေါ်ကောင်းခြင်းစိုးခြင်းတဲ့ အချို့မှာစိတ်သေးကအလိုအလျောက်ကို မေးပြောက်တော်တတ်တယ်လို့အချို့မှာတော့စိတ်ဝင်စားစရာတငယ်ချင်းမျိုးကတော့ဘယ်လောက်ပဲကာလတွေလွန်မြောက်တော်တော်ဘယ်လောက်ပဲနေမြီတွေခြားတော်တော်မေးပြောက်မရလောက်အောင်ကိုဆွေးမြင်းနေတတ်ပါတယ်ကျွန်တော်ကျောင်းသားဘဝကခင်မင်းယဉ်ဤခဲ့ကြတဲ့တငယ်ချင်းအတော်များများရှိခဲ့ပူပါတယ် များခြင်း ਨੇ ခြင်းဆိုသည်မှာလဲနိုင်ရသဘောသာဖြစ်လေတော့ကျွန်တော်ပြောတဲ့များခြင်းဆိုတာကတာမန်ထက်များခြင်းမျှတာကဗတ်စံချိန်ဝင်လောက်အောင်ထူးထူးခြားခြားရေတော့လည်းမဟုတ်ကျွန်တော်ကတောင်ကြီးဆမှုအထက်တန်းအကြောင်းနဲ့ကလောဆမှုသိပ္ပံအကြောင်းတို့ကိုတက်ခဲ့ပြီးပါတယ်ဒါလည်းအစမ်းမဟုတ် မြမပြည်မှာ ကျွန်တော်တို့တက်နေစဉ်ကာလကလေးကဒီเจ้าမျိုးတွေကစေကနန်းအထက်တွေကြီးထူးတယ်လို့ပြောနိုင်တာက ကျွန်တော်တက်ခဲ့တဲ့เจ้าနှစ်เจ้าကအဆက်အဆက်ရှိနေတာကျွန်တော်မတရားဖြစ်ခဲ့တဲ့တငယ်ချင်းကဒီเจ้าနှစ်เจ้าလုံးမှာကျွန်တော်နဲ့အတူဖြစ်ခဲ့တယ်လို့အပေးအယူမျှခဲ့တဲ့တငယ်ချင်း သူနာမည်ကခမောင်ယူသူစာတီကဟန်စာကသူနဲ့ခင်မင်းမိခဲ့တာကပွင့်လင်းတဲ့သူစိတ်ဓာတ်ကြောင့်မရှိအတူရှိအတူတငယ်ချင်းပိသားမှုကြောင့်နောက်သူကထက်မြက်ပြီးညံကလည်းအတော်ကောင်းတာအထက်တန်းចောင်းသားဘွားမှာဆိုသူမျိုးနဲ့မှာလူကြီးကျွန်း၃ကစတိုက်ရခဲ့ပူတဲ့ ကျွန်တော်တို့မမြင်ရတဲ့အခြေအနေတွေမျိုးလက်မခံနိုင်ရင်တော့မှ ကျွန်တော်တို့နဲ့ဆုံရစင်မှာတော့သူ့အရေးချင်းကိုမြင်နိုင်တယ်လေကျွန်တော်တို့တောင်ကြီးเจ้าမှာကတင်နန်းအမျိုးအစား6ခုရှိတဲ့အထက်သူနဲ့ကျွန်တော်က building construction အဆောက်အအုံတင်နန်းမှာအတူစာကိုအထူးအာရုံတစိုက်စူးစမ်းနေတာမဟုတ်ပေမဲ့ သင်္นานသား60ကျော်မှာ သူက မြေရန်ဒီပါပထမ အများနားမလဲတဲ့အကြောင်းအရာနဲ့ဥစ္စာမျိုးစုသူက နားလည်နေပြီးသားเจ้าမှာတင်လိုက်တာမရှင်းလို့နားမလဲလို့သူ့ကိုမေးရင်ပေါ့ပေါ့ပါပါလေးနဲ့ပဲနားလည်လွယ်အောင်တင်ညာတတ်လို့ဆရာတွေထက်တောင်အရှင်ပြီပူကောင်းတယ်လို့ပဲပြောရမလို့လို့သူ့မျိုးမှာဆိုเจ้าသားချင်းအတူတူ တငယ်ချင်းတွေကိုတော့ကျူရှင်ပြန်ပေးခဲ့တာတဲ့သူရဲ့ထူးခြားတဲ့အံတစ်ခုကတော့ဘယ်အခြေကြီးကြီးလက်သေးကိုအမြဲလို့လို့ kait နေတတ်တာပဲဘလောက် kait တယ်လဲဆိုရင်သူ့လက်သေးတွေကိုပုံဝန်တဲ့တူနေကျွန်တော်နဲ့ခင်ပြစ်တာကစာเจ้าမဟုတ်အစားเจ้าဟု ပြောเสียရမိဝေဖဝေးမှာပြေဆုံးကြသူအချင်းချင်း ်မြှဝေစားတောက်တတ်တဲ့သူရဲ့ညင်ကြောင့်စားခြင်းတောက်ခြင်းနဲ့စိတ်ကြောင့်စိတ်ဆင်းရဲခံနေရတာမျိုးကို သူကမကြိုက်သူ့မှာရှိတာအကုန်ကျွေးတတ်သည်စိုင်းဒီဇိုင်းထဲထိုင်နေသူဘသူကိုမဆိုမတွန့်တိုတတ်စားခြင်းရဲ့နဲ့မစားရလေဝတ္တပါဆိုတာက အမြဲပြောနေကြသူ့မူရင်းစကားသူကဒီလိုပြောနိုင်တော့တဲ့အခြေအနေတွေကလည်းရှိနေတာကိုသူမှာက မွေးမိဘနှစ်ပါးသာမကကျွေးမိဘနှစ်ပါးကလည်းရှိတယ်။မိဘတွေ အားလုံးကလည်းရကန်းယုံတွေနဲ့ပြည့်ပြည့်စုံစုံတွေကြီးတဲ့။ဒါ့အပြင်သူ့ရည်စားရဲ့မိဘတွေကလည်းသူ့ကြောက်တက်ဖို့ကိုထောက်ပံ့နေကြတော့အလျံအပယ်ဖြစ်နေတာ။သုံးနိုင်သူချင်းတူရင်သူကတခြားတငယ်ချင်းတွေတဲ့မျှဝေခံစားတတ်မှုက သူ့အာကောင်းချက် တောင်ကြီးเจ้าမှာနာမည်ကောင်းတဲ့ဖြတ်တန်းခဲ့တဲ့ခမောင်ညူတယောက်ကလောလေးရောက်ဘွေဖောက်လာတယ်ညပဲညပဲပျောက်ပျောက်သွားတယ်တညတကောင်ကြောကြောလောက်မှတော့အဆောင်ကို အမောတကြီးပြေးလာပြီသူ့မြို့တဲကအပြာလမ်းမှာလူတစုကရိုက်ပြီးသူ့အိတ်ကိုလူယူသွားတယ်တဲ့ကျွန်တော်တို့အဆောင်လုံးဒီပါလိုက်ကြတာပေါ့ ကျောင်းသားကိုဒီလိုထိလို့ပဲရမလဲကလောမျိုးတွေကတငယ်ချင်းတွေမျိုးတွေကတာဝန်ရှိသူတွေ အားလုံးကိုအကြောင်းကြားအကူအညီတောင်းပြီးစုံစမ်းခိုင်းပေမဲ့ဘာတဲ့တည်းမှအစအနာမရဒါကခမောင်ညူရဲ့ပထမဆုံးလေးဥဝတ်တော်အိပ်ရောက်ဆုံးမှုကြီးနောက်နေ့မနေ့လဲရောက်ရောတကြောင်လုံးမှသူ့တည်းပြန့်သွားပြီး ကုညီယာចောင်းသားအစုအဖွဲ့အလိုက်သူ့ကိုထောက်ပံ့လိုက်ကြတာရဲစကားနဲ့ပြောရရင်တော်တော်ကိုကြိုက်သွားတာပေါ့နောက်တစ်ခေါက်ကចောင်းအာကစားအဖွဲ့ရကုံမှာပြိုင်ဝဲဝင်ဖို့တွားကြတယ်ခမောင်ညိုတယောက်လဲဘာကိစ္စနဲ့မှမသိပါသွားလျက်ခီးစဉ်တလျှောက်လုံးပြဿနာမရှိခဲ့ပေမဲ့အပြန်ပြင်းမနာဘုရားမှာ သူကြောဘိုးအိတ်အစွဲခံလိုက်ရပြန်တဲ့ဒီဒုတိယမြောက်အိတ်ပြောက်ဆုံးမှုမှာလေရင်းနှီးရတငယ်ချင်းတွေဝိုင်းဝန်းထောက်ပံ့လိုက်ကြတာပါပဲကလောမြေကိုဒုတိယနှစ်ကြောင်းပြန်တက်ကြတော့ထူးဆန်းစွာခမောင်ညူစာမေးပွဲကြတဲ့တည်င်းကိုစိတ်မကောင်းခြင်းကြီးစွာကြားလိုက်ရတယ်ဒါပေမဲ့ခမောင်ညူကြောင်းပြန်လာတာကိုတော့မတွေ့ရဘူး ခင်မင်းရင်းဤလာခဲ့ကြတာဂျာနေပေမဲ့သူ့လိပ်စာကိုတရားမှမသိကြဒါကြောင့်ပဲသူ့ကိုမဆက်သွယ်မိခဲ့ကြတရက်တရက်ပြန်ရောက်လာလို့လို့နဲ့ကလောချောင်းမြီမှခမောင်ညူပျောက်သွားတာတနစ်ကြော်ပါပေါ့ကြောက်ဖွေပြီးတတရားနှစ်ကိုဖြတ်နေကြစေတရက်မှတော့ နေလေကြောင်းလွတ်ချိန်အဆောင်ကိုပြန်အရောက်ကျွန်တော်ကတည်းမှာဧည့်သည်တယောက်ကိုအမှတ်မထည်တွေ့လိုက်ရပါတယ်အသေးအချာကြည့်လိုက်မှခမောင်ညူသူ့ဥပရိယုတ်ကအရင်ခမောင်ညူမဟုတ်တော့စပင်ကရှည်ပြီးယုတ်ကညင်တူတူအသားကမွေးချောက်ချောက်ဖြစ်ကမှတ်မိဖို့ကိုအတော်ကြိုးစားယူရတယ် မမတ်မိဘူးပြောမိရင်လေသူစိတ်မကောင်းမှဖြစ်မှာမဟုတ်ချက်ချင်းမှတ်မိတယ်ရောဟန်ဆောင်နေလိုက်ရပေမဲ့ကျွန်တော်လိုပဲမမတ်မိကြသူကတငယ်ချင်း အရင်အများစုငါเจ้าပြန်တက်ချင်တယ်ကွာငါမိုက်လို့ဘဝတွေလည်းပြက်ခဲ့ရပြီအခုငါတောင်းတရနေပါပြီငါ့ကို ကူညီကြပါကွာတဲ့ ဘလောက်ဝမ်းနည်းเสียကောင်းလေဗျာကျွန်တော်ပဲကမကထလို့လူစုပြီးခမောင်ညူအကြောင်းပြန်တတ်နိုင်ရေးကိုလှုပ်ရှားလိုက်တယ်အကြောင်းကတာဝန်ရှိဆရာတွေကိုစုံစမ်းကြည့်တော့လဲအကြောင်းပြန်တတ်လို့ရပါတယ်တဲ့ကျွန်တော်တို့အားလုံးဝမ်းသာလိုက်ကြတာနာမိဝတွေတော့စုံသွားကြပြီကွာဆိုတဲ့ခမောင်ညူရဲ့စကားတန်ကလည်းကျွန်တော်တို့နှလုံးသားတွေကို ဆွဲခါလှုပ်ရမ်းတယ်လို့ဖြစ်စေခဲ့ပါတယ်။သူပြောပြချက်တွေအရသူเจ้าကပြန်သွားပြီးတိတ်မကြခင်မှာပဲအိမ်အောင်ကြတယ်။နှစ်ဖက်မိဘတွေကเจ้าမပြီးခင်အိမ်အောင်ပြုတ်လိုက်လို့သဘောမတူကြဘူး။မွေးမိဘကျွေးမိဘနှစ်ပါးလုံးက သူ့ကိုစွန့်လွှတ်လိုက်ကြ။ယခုမဘက်ကသမီးညနာနဲ့သူ့အိမ်မှာခေါ်ထားလိုက်ပေမဲ့ တိတ်တော့ကြည်ကြည်လေးလေးရှိတာမဟုတ်ဘူးတဲ့အထူးသဖြင့်သူ့သမီးလေးမွေးပြီးနောက်ပိုင်းမှာဦးဆိုးလာတယ်မိမာကအစသူ့ကိုချိုးနှိမ်ပြီးဆက်ဆံလာကြတယ်တဲ့အလောကမရှိတဲ့ပြင်အရင်လိုကြောင်းသားဘဝမဟုတ်ပြန်တော့မျောလဲเสียရလမ်းစားကလည်းမရှိနဲ့မို့အထင်သေးကြတာပေါ့ဒါနဲ့တင်မိုးကုတ်ဘက်မှာကြောက်သွားသူကိုဆုံးဖြတ်ပြီး6လလောက်အလုံးလုံးကြည့်တယ်တဲ့ ိုမငပြားမိတေမလောက်ဖြစ်ပြီးမိမစီပြန်လာတော့ရခမတွေရောမိမကပါလက်မခံကြတော့ဘူးတဲ့မိဘတွေကလည်းလက်မကြည့်ကြတော့ကျွန်တော်တို့ကိုအာကိုပြီးကြောက်တက်ဖို့သူပြန်လာတာတဲ့ဘလောက်ဆိုးလိုက်တဲ့ဘဝလဲဗျာကျွန်တော်လည်းသူ့အကြောင်းကိုစာရေးပြီးတောင်ကြီးဆက်မှုအထက်တန်းအကြောင်းကဆရာတွေစီပါအကူကြီးတောင်းတယ် ကလောเจ้าကတငယ်ချင်းလေးစီမှာအကူညီတောင်းတယ်။ခမောင်ညိုကြောက်ပြန်တတ်နိုင်ဖို့ကို ကျွန်တော်ကပဲတာဝန်ယူလိုက်တယ်။နေစရာကိုကျွန်တော်နဲ့ရင်းနှီးတဲ့ဘုံမူကတော်တယောက်နဲ့ညှိကြည့်တော့အဆင်ပြေသွားတယ်။သူကြောက်တတ်နေသမျှအကူညီပါမယ်တဲ့။စားစရာကိုတော့အဆောက်အဆဘူကကျွန်တော်စက်ကြီးကိုပေးထားလိုက်တယ်။ကျွန်တော်ကနားလည်မှုနဲ့စဖို့မှအချိန်မရွေးစားနိုင်တာကို သူရရဲ့တင်းတင်းအချိန်မရွေးစားနိုင်ဖို့ကိုစီစဉ်လိုက်တာပါအားလုံးလည်းအဆင်ပြေသွားပါလေစာအုပ်စာတန်းနဲ့အဝတ်အစားတွေဆိုကျောင်းကတကယ်ရင်းတွေ ဝိုင်းပီးလိုက်ကြတာချက်ချင်းအလျံအပယ်ဖြစ်သွားတယ်ငါ့ကိုနောက်ဆုံးအခွင့်အရေးတစ်ခုပေးကွာလွန်ကော်ကငါဥပလီတယောက်စီမှာအကူအညီနည်းနည်းတော့တတောင်းကြည့်ကျင်သေးတယ်တဲ့သူအမေရဲ့မောင်တဲ့ အများဆုံးတစ်ဘက်ပဲကြမယ်တဲ့ဖြစ်နိုင်ကြည်တွေကလည်းရှိတော့သူ့ကိုလမ်းစီရှာပေးပြီးလွတ်လိုက်တယ်အကယ်၍လမ်းမှာတစုံတရာအခက်အခဲရှိရင်အကူအညီတောင်းနိုင်ဖို့ပင်လောင်းကကျွန်တော်အကူကိုလည်းစားတဆောင်ရေးပေးလိုက်တယ်ဇပင်ပြညတ်ထားပြီးအဝတ်စားလေးပြောင်းသွားတော့ခမောင်ညူကအရင်နဲ့နည်းနည်းပြန်တူလာတယ်လို့လို့အရင်လိုចောင်းသားဘဝနဲ့ခမောင်ညူကို ကျွန်တော်တို့တငယ်ချင်းအားလုံးပြင်မြင်ကျင်နေကြတာသုံးရမြောင်းနေ့မှာခမောင်ညူပြန်ရောက်လာတယ်မျက်နာကတော့တိတ်မကောင်းသူ့ဦးလေးဆိုသူက ရောက်ရောက်ချင်းပဲသူတို့လည်းအဆင်မပြေဘူးပြောပြီးမြေပဲတင်တဲ့ကားကြုံတစီးနဲ့ပြန်ထည့်ပေးလိုက်တယ်တဲ့အရင်ကလိုသူတယောက်လိုဆက်ဆံတာမျိုးမရှိတော့ဘူးတဲ့ဒါနဲ့အပြန်မှာပင်လောင်းလဲရောက်ရောက် ကျွန်တော်အကိုအင်ရှိလောက်မှာမြေပဲအိတ်တော့အိတ်ကိုကားပေါ်ကကန်ချပြီးနေခဲ့လိုက်တယ်တဲ့ဗျာနောက်မှအိတ်တွေကိုပြန်ရှာကျွန်တော်အကိုအင်ကိုသွားမြေပဲလာရောက်တာပါလို့ပြောတယ်တဲ့နောက်နေ့မှမြေပဲရောက်လို့ရတဲ့ပတ်စံကျွန်တော်အကိုကူညီလိုက်တဲ့ပတ်စံတွေနဲ့ပြန်လာတာတဲ့တော်တော်ဆူးတဲ့ကော သူเจ้าညတ်တတာကိုမြင်ကျင်နေတဲ့ကျွန်တော်တို့တွေကတော့ဘာမှပြောမနေတော့ပါဘူး။သူအရင်လုံးစိတ်ဓာတ်မျိုး မဟုတ်တာကိုတော့မတိမတာတတိထားလိုက်မိကြပါရဲ့။ကမောကျိုးเจ้าညတ်တက်ပြီးတလားလောက်အတွင်းပြဿနာ၃၄ခုကျွန်တော်တို့လိုက်ဖြည့်ရှင်းရတယ်ဗျာ။ပထမတစ်ခုကသူအရက်မူးမူးနေတာ။မူးပြီးတူနေတဲ့အဆောင်မှာရစ်တာ။ အဆောင်မှုပုံမှုကတော့ကအစကတည်းကအရက်မှုတာတခုတော့မကြိုက်ကြောင်ပြောထားလို့သူ့ကိုဂတိတောင်းထားပြီးသားအဲ့ဒီတုန်းကတော့သူပေးလိုက်တဲ့ဂတိဒါနဲ့သူ့ကိုขอပြောပြတော့ကျွန်တော်တို့ရှိမှမူဝါလီရောဗျာငါသမီးလေးကိုတတိယလို့ပါကွာငါသမီးလေးကို မတွေ့ရတာကြာပြီကွာငါသမီးလေးကိုငါသိမ့်ချစ်တာတဲ့ သာသမီမရှိပေမဲ့သူပြောတာကခံစားစရာဖြစ်နေတော့ကျွန်တော်သူနဲ့အတူ မျက်ရည်လိုက်ကြကြခြင်းတော့ဖြစ်ခဲ့ရပါတယ်။ဒါကြောင့်ပဲဘူမှုကတော်ကိုသူအခြေအနေကိုရှင်းပြပြီးတောင်းပန်ရပြန်တာပေါ့။ဒုတိယပြဿနာကလည်းအဲ့ဒီအဆောင်မှာပဲအဆောင်ပိုင်းရှင်ခေါ်ခိုင်းနေဆိုလို့ကျွန်တော်သွားတွေ့တော့သားတငယ်ကြီးကိုမေးကြည့်ပါဦး။ အခုအဆောင်မှာကကူလီတာတစ်လုံးပျောက်သွားတယ်။အဲ့ဒီအချိန်ကအန်တီနဲ့ခမောင်ညိုပဲအဆောင်မှာရှိကြတယ်။ခမောင်ညိုမယူရင်တော့အန်တီယူတာဖြစ်မှာတဲ့ပြဿနာ။ခမောင်ညိုကိုဘယ်လိုမေးရမလဲစဉ်းစားနေတော့သူရောက်လာပြီးလမ်းကကောက်ကွင်းမှာကကူလီတာတစ်လုံးကောက်ရခဲ့တယ်တဲ့။အဲ့ဒါကိုเจ้าမှာသွားကြော်ညာပေးပါတဲ့။ကျွန်တော်လည်းပျော်သွားတယ်။ ူပြောတာကိုမယုံဝီမဲ့သူစီကပြန်ရတော့ပြဿနာဖြေရှင်းလို့ရသွားပြီမဟုတ်လားဒါနဲ့ပဲကြောင်ညာဘုံမှာစာကပ်ပြီးဖြေရှင်းလိုက်ရပါတယ်နောက်ဆုံးပြဿနာကတော့ဒီကြောင့်နဲ့ချုပ်ကိစ္စကျွန်တော်တငယ်ချင်းစော်ရဲကအပြေဆောင်တစ်ခုမှနေတာမိလုံးလေးပဲထွန်းတော့အလင်းကသိမကောင်းတရက်မှကျွန်တော်သွားလေတော့စော်ရဲကကျွန်တော်ကိုကြွားတယ် သူ့အခန်းမှာဘာထူးဆန်းနေလဲတဲ့မိเจ้าကိုမြင်တော့ကျွန်တော်ဒါကို တနည်းအားမမြင်ဘူးတလို့လို့မှတ်မိနေတလို့လို့ဘယ်ကရတာလဲပြီးတော့ခမောင်ညူပြီးတာတဲ့တေးကြတာကဒါခမောင်ညူတို့အဆောင်ကမိเจ้าလေမလုတဲ့နာတွေခမောင်ညူရှောက်လို့ပြန်ပြီဇော်ရဲကိုမင်းဒါကိုပြန်ပေးလိုက်မင်းမှာပြဿနာတက်မယ် ရှင်းပြခဲ့တော့မှသူလဲလန့်ပြီးခမောင်ညူကိုပြန်ပေးလိုက်ပါတယ်ဒီနောက်ပိုင်းခမောင်ညူကကျွန်တော်တို့ကိုရှောင်လာတယ်သူ့ကိုယ်သူမလုံတော့တာလည်းဖြစ်မယ်ခမောင်ညူတယောက်ဘုံမူကတော်အဆောင်ကဆင်းသွားတယ်တဲ့နောက်နတ်ကတော်အချောက်ကြီးတယောက်အိမ်မှာသွားနေပြီတဲ့တဲ့တင်းတွေရပါတယ်ကျွန်တော်တို့ကတော့တိတ်မဆက်ဆံတော့ပါဘူးကျွန်တော်တို့လည်းသူ့ကိုစိတ်ကုံလာတာရဲ့သူအစဉ်ပြေနေတယ် ကျောင်းဆက်တက်နေတာမြင်နေရတဲ့ဆိုပြီးရောဆိုပြီးမသိသလိုထားလိုက်ကြပါတော့တယ်။ခမောင်ယူတောက်တောက်ပြောင်ပြောင်နဲ့ဖြစ်နေတာကို တွေ့ရတော့ကျွန်တော်တို့ကျင်းနေတယ်။ဒါကလည်းခဏပါပဲ။တလကြော်လောက်ကြတော့ခမောင်ယူငကတော့ခြောက်ကြီးနဲ့ပြဿနာဖြစ်ပြန်နေတဲ့။မူပြီးတောင်းကြလို့ငကတော်ကြီးကအိမ်မှာမထားတော့ပြန်ဘူးတဲ့။ ခမောင်ညူရဲ့ကံကတော့အတော်ကောင်းတာနဂရောအိမ်ကဆင်းပြီးတော့ကလောမျိုးတွေကအိတအိမ်ကို ရောက်သွားပြီတဲ့မြို့နယ်ကောင်စီယောဂစီရီမလီအိမ်ပါတဲ့ကြားရတဲ့သတင်းအချက်အလက်တွေရသူကတောင်ကြီးကျောင်းကဓာတုဆရာဦးမြင့်သူရဲ့တွင်တည်မှုကိုလက်တွေ့အကောင်ထယ်ပေါ်လိုက်တာဗျဆရာမြင့်သူကပြောဘူးတယ် မင်းတို့မှာတကယ်အရေးအချင်းသာရှိ အကူအညီဆိုတာလောက်တဲ့ရင်ရပါတယ်ကျွန်တော်ဆယ်တန်းကို အမှတ်ဘလောက်နဲ့အောင်ထားပြီးပါပြီစီးတက္ကသိုလ်ဒါမှမဟုတ်စက်မှုတက္ကသိုလ်တစ်ခုကိုတက်ခွင့်ရထားပါတယ်ကျွန်တော်မှာကြောင်းတက်ဖို့အခက်အခဲဖြစ်နေပါတယ်ကူညီကြပါဆိုပြီးဆက်သွယ်ရမယ့်လိမ့်စာထည့်ပြီးလူများများရောက်တတ်တဲ့ဘူတာလိုဈေးလိုမျိုးမှာတွက်ကတ်ထားလိုက် ကူညီခြင်းတဲ့လူတွေဆက်သွယ်လာလိမ့်မယ်ဆိုတာကိုခမောင်ညူကလက်တွေ့အသုံးချလိုက်တာလေကလားဘူရာယုံမှာတွက်ကတ်ထားလိုက်လို့စေရေးမလေးအိမ်ကဆက်သွယ်ပြီးသူ့ကိုတာဝန်ယူထားလိုက်ကြတာ စေရေးမလေးကငငယ်ချော့ချော့သူ့အမေကလည်းမုဆူးမခမောင်ညူကို အကိုလိုတားလိုချစ်လိုက်ကြတာခွေးမီးရောက်ခမောင်ညူကတော့ထုံးစံအတိုင်း နှစ်ဝက်ចောင်းပိတ်ရဲ့သူ့မျိုးကိုပြန်ပြီးပြန်မလာတော့ဘူးចောင်းကိုရောစည်ရင်မလေးအိမ်ကိုရော ကျွန်တော်တို့လည်းနောက်ဆုံးနေ့ဖြစ်တာရဲ့ចောင်းပြီးရင်ရင်ဆိုင်ရမယ့်အတွေ့တွေရဲ့နဲ့ခမောင်ညိုကိုကြာတော့လေမိမိပျောက်ပျောက်ကျွန်တော်ចောင်းပြီးပြီးချင်း38လမ်းရှိကမြည်ရထားကော်ပိုရေးရှင်းလက်အောက်ခံ EIC စက်ရုံမှာအလုပ်6လလောက်ဝင်ခဲ့ပါတယ် နောက်အလုံးလို့ရတာကထောင်ကြသလိုခံစားနေရတာရဲ့ចောင်းသားစိတ်မပြောက်သေးတာတွေရဲ့ကြောင့်အလုတ်ကထွက်ပြီးတောင်ကြီးကို တက်ခဲ့ပါတယ်တောင်ကြီးကိုတိုက်ရိုက်မသွားသေးပဲကလောចောင်းကတငယ်ချင်းတွေစီမှာကမောင်ကြီးရောက်လာပြီးဇော်ရဲနဲ့တငယ်ချင်းတချို့ចောင်းမပြီးကြသေးတော့သူတို့အဆောင်မှာလာနေတယ်တဲ့ចောင်းကိုတော့စိတ်ကုန်သွားပြီးပြောတယ်ကျွန်တော်ရန်ကုန်မှာအလုတ်လုပ်နေတာကိုသိတော့ ရန်ကုန်ကိုလိုက်သွားတယ်တဲ့ကျွန်တော်မရောက်ခင်တရက်လောက်ကတဲ့ကျွန်တော်လည်းတွေ့ပြီပေါ့ဒါကပြဿနာမဟုတ်ပါသူမတွေ့ရင်ကျွန်တော်သတင်းစုံစမ်းပြီးကျွန်တော်စီကိုလိုက်လာမှာပါပြဿနာကသူဇော်ရဲတို့နဲ့နေစဉ်လှုပ်သွားတဲ့အလုပ်တရက်မှာအောင်ချူဆူတဲ့တငယ်ချင်းကရေချူးဖို့နာယီချွတ်သွားတယ်တဲ့နောက်ပစ္စည်းတစ်ခုကြံခဲ့လို့အခန်းထဲကိုချက်ချင်းပြန်ဝင်အလား ခမောင်ညူက나ยีကိုယူပြီးသူ့ပေါင်းပြီးတဲ့ထဲနေတာကိုမြင်လိုက်ရတယ်တဲ့ဆိုတော့တငယ်ချင်းအချင်းချင်းပြောရမှာတော့မကောင်းတော့ဘူးလေဒါနဲ့ပဲဇော်ရဲတို့ကအော်ခေါ်ပြီး나ยีပြောက်သွားလို့ရှာခိုင်းနေတဲ့ဒီတော့မှခမောင်ညူကသူ့ပေါင်းပြီးတဲ့က나ยีကိုပြန်ထုတ်ပြီးဒီမှာတွေ့ပြီလို့ပြောတယ်တဲ့ကြားရတဲ့တရေကခမောင်ညူတို့မကောင်းတော့ သူ့အပေါ်တငယ်ချင်းအရင်တွေကအယုံအကြည်မဲ့သွားကြကုန်ပြီကျွန်တော်ကလောမှာတပတ်လောက်နေပြီးတောင်ကြီးကိုဆက်တက်ခဲ့ပါတယ်တောင်ကြီးမြောက်ခင်ရွှေညောင်တကြားဆက်ကကိုဇော်ဝင်းစီဝင်လေလိုက်တယ်ကိုဇော်ဝင်းနဲ့မတွေ့တာကြာပြီလေတကြားဆက်ကိုရောက်ရောက်ချင်းကိုဇော်ဝင်းကခမောင်ညိုအကြောင်းစီးပြောတော့တာပဲ မင်းဟိုငါဆိုးရိပ်နေတာမင်းနောက်ကို ခမောင်ညိုလိုက်နေတယ်ရေကုန်မှာမင်းရှိတယ်ဆိုလို့လိုက်သားသေးတယ်တဲ့မင်းတို့အိမ်ကိုလည်းဝင်ခဲ့တယ်တဲ့အဲ့ဒီမှာတော့ဘာတွေဖြစ်ခဲ့လဲမသိဘူးဒီမှာတော့ဒုက္ခပြီးသွားပြီကွာ သူចောင်းဆက်မတက်ဖြစ်တာသိရလို့စိတ်မကောင်းဖြစ်နေကြတာဒါနဲ့မိတီမှာပျော်တလောက်နေဆိုပြီးငါတို့အလုတ်သွားတော့အခန်းမှာသူ့ကိုထားခဲ့တာငါအလုတ်ကပြန်လာတော့ခမောင်ညိုမရှိတော့ဘူး ထမလဖေးဆိုင်သွားထိုင်နေနေသလားထင်မိသေးတယ်မဟုတ်ဘူးကောင်ကြီးငါအဝတ်စားတွေရောငါအခန်းပေါ်အဝတ်စားတွေရောမပြီးပြီးတာกว่าငါဝတ်စားတွေကအေးမကြည့်ပါဘူးသူများဟာတွေပါသွားတော့ငါလည်းမကောင်းဘူးဖြစ်သွားတယ်နောက်မင်းတော့ကိုလိုက်နေတာဆိုတော့မင်းကိုလည်းတတိထားဖို့အကြောင်းကြားခြင်းနေတာဒီကောင်တော်တော်ပြောင်းလဲသွားပြီတော့တဲ့ကျွန်တော်ဘာပြောရမှန်းတော့မသိတော့ ကလောကသူတဲ့ရင်လည်းမပြောပြချင်တော့ကျွန်တော်အိမ်မှာသူပါတွေလောက်ခဲ့သေးလေရန်ကုန်မှာရောဘာပြဿနာတွေရှာသေးလဲဆိုတာကိုသာစိုးရိမ်နေပြီးတော့တယ်တောင်ကြီးရောက်တော့ခမောင်ညူကျွန်တော်ထက်ကြိုရောက်နေနေပြီကျွန်တော်ဆရာတယောက်ကသူ့ကိုဝက်ရှော့တစ်ခုမှာအလုတ်တွင်းထားပေးပြီးပြီတဲ့ဆရာမျက်နှာနဲ့သူ့ကိုပညာသင်ပေးရုံမက လာစားပါပြီးမာတဲ့တရေတော့ကျွန်တော်သူ့ကိုတော့တွေးလိုက်ပါတယ်သူကအပြင်ထွက်ခွင့်သိမရတာမို့ပါ ကျွန်တော်ရောက်နေတာသူသိပြီးသူ့ကိုလာမတွေ့ရင် အားငယ်နေမှာဆိုလို့နောက်သူ့ကိုတငယ်ချင်းတယောက်အနေနဲ့ပြောတဲ့နဲ့စကားတွေပြောကျင်လို့ပါအလို့ရှင်စီခွင့်ခဏတောင်းရင် သူ့ကိုဆိုင်တဲ့ဆိုင်မှာပြောကျင်တာတွေအာရပါရပြောပြလိုက်တယ် မင်းဒီလိုသာဆက်သွားနေလူဖြစ်တော့မှမဟုတ်ဘူးခမောင်ကြီးမင်းငါ့ဘောကောင်းခဲ့တာတွေကငါမမိပါဘူးဒါပေမဲ့မင်းဒီအကျင့်မျိုးသာဆက်ရှိနေမယ်ဆက်လုပ်နေမယ်ဆိုရင်ငါလည်းမင်းကိုရှောင်ရတော့မှာအခုအလုတ်ကလည်းဆရာတို့မျက်နှာနဲ့ရတဲ့ဆိုတာမင်းမမိနဲ့ဘယ်အတိမှဒါမျိုးထပ်လို့ရင်တော့ဆရာကိုစော်ကားတယ်လို့ဖြစ်နိုင်တယ်နော်။အောက်မင်းကိုယုံကြည်တဲ့သူတဖြည်းဖြည်းငဲသွားလိမ့်မယ်။ မင်းဘာဖြစ်နေလဲဆိုတာကိုငါ့ကိုကိုယ်ကိုယ်လေးနဲ့ပြောပြဖြည့်ရှင်းလို့ရသမျှငါဖြည့်ရှင်းပြီးမှကွာမင်းဘဝကိုမင်းအမှန်တိုင်းမြင်ပြီးပြန်ပြင်စီခြင်းတယ်လို့ပြောလိုက်မိငါနောင်နာရနေပါပြီကွာငါဘဝကတည်ဆောက်နေပါပြီစိတ်ချပါတဲ့သူ့ငှက်ဖျားကမကြမကြတက်တက်တောင်ကိုဆေးလိုတဲ့အခါဒီလိုမျိုးလုံးမိတာပါတဲ့ မင်းငွေလိုတိုင်းငါစီဆက်သွယ်ကွာအခုလဲမင်းလိုတာငါပေးခဲ့မယ်ပြောတော့သူ့အတွက်အိတ်ဆောင်ငွေလေးပေးထားခဲ့ပြီကျွန်တော်ပြန်ခဲ့တယ်တလားကြော်ကြော်လောက်မှခမညိုတယောက်ကျွန်တော်အခန်းကို ရောက်လာပါတယ်ကျွန်တော်ကသူ့အဖျားပြန်ထားလို့များလားလို့မေးပြီးတော့ငါ့ကို အလုရှင်တွေကညှင်းနှင်ကြတယ်ကွာအလုကိုလည်းကျွန်လူခိုင်းကြတာငါမတတ်နိုင်တော့ဆေးရမျက်နှာနဲ့ မင်းပြောထားလို့သာဒါလောက်ထိတီးခံပြီးဆက်လုပ်ခဲ့တာပါတဲ့သူဟန်စာဦးပဲပြန်တော့မယ်တဲ့မပြန်ခင်ခဏလောက်ကျွန်တော်နဲ့နေပြရစီတဲ့ကျွန်တော်လည်းမငင်းနိုင်တော့ကမောင်ညိုတရကံဒီလောက်နေနေတာဘာများဖြစ်နေလို့လဲတီးကျင်စိနေကျွန်တော်သူ့မွေးနေ့ကိုမေးလိုက်မိတယ်ဒီအချိန်မှာကျွန်တော်ကဗီဒင်တို့လက္ခဏာတို့စိတ်ဝင်စားနေခြင်း မမရရအဲ့ဒီနေကဟိန္ဒူဖះအကြောင်းတွေကဗေဒင်မှန်နေဆိုလို့ကျွန်တော်သွားကြည့်ပြီးပြန်လာတာအဟောမှာနိုင်ငံသားကိုအပွဲလိုက်၃လခေါက်သွားရမှာရှိကြောင်းအရှိတောင်အရောက်ကိုသွားဖို့ပြင်နေကြောင်းသွားပြည့်ပြန်ရင်မပြန်လိုက်ဖြစ်နိုင်ကြောင်းတွေပါတယ်နောက်တောက်ကြသားကြောင့်စိတ်အနှောက်အယှက်ဖြစ်ရမယ်လို့လည်းပါတယ်တိုက်တိုက်ဆန်ဆန်ခမောင်ယူကလည်းတောက်ကြသားတယ်ဗျာ ခမောင်ညူဆိုတော့တောက်ကြတာဖြစ်မဲ့လို့မထင်ဘူးလေ။ငါ့ဟုတော့တောက်ကြတာဒုက္ခပြီးမှဟောရတဲ့ခမောင်ညူကြီးမင်းတော့မဖြစ်ပါစေနဲ့ပဲဆူတောင်းရမှာပဲလို့ပြောလိုက်တော့တငယ်ချင်းအချင်းချင်းလောက်ပါမလားကွာတဲ့။နောက်ရပါကျွန်တော်အလုတ်သွားတော့သူ့ကိုအိမ်မှာထားခဲ့ပြီးဟင်းချက်ဆရာဝယ်ဖို့နဲ့သူသုံးဖို့ပါငွေထားခဲ့ပြီးပါတယ်။သူအနေမကျက်ပဲသွားလာနိုင်အောင်လို့ကျွန်တော်တော့ကိုပါအခဲ့တာ ညနေရုံစင်းပြီးအိမ်ပြန်ရောက်တော့တောကခက်လျက်လက်ဖေးဆိုင်ခနာထိုင်ပြီးစောင့်လိုက်သေးတယ်။သူတနည်းအားများသွားနေလာလို့ည9နာရီကျော်တဲ့အထိခပေါင်းညူပြန်မရောက်အဲ့ဒီညကစိတ်တူတူနဲ့တကယ်ချင်းတယောက်အိမ်မှာသွားအိတ်လိုက်ရတယ်လေ။မနေ့ယုံသွားတော့လေတငယ်ချင်းအိမ်ကတန်းသွားလိုက်လို့ညနေမှအိမ်ကိုပြန်ရောက်ဖြစ်တယ်။အိမ်လဲရောက်ရောခပေါင်းညိုကမိဖို့တဲမှာအမဲသားရင် ချက်ထားရင်စောင်းနေတာကို တွေ့လိုက်ရလို့ ဒေါသတွေပြေသွားတယ်။ငါအထင်လွဲမိတာမှားပါတယ်လို့လည်းတောင်းတရပြီ။တန်နဲ့ညာကဘယ်ရောက်သွားလဲလို့မီတော့တငယ်ချင်းတယောက်အိတ်သွားလဲရင်ညနေသွားလို့တဲ့။ကျွန်တော်လဲစက်မေးမနေတော့ပဲ။နောက်ဆုံးမင်းသားရင်အိမ်ဘေးကအခွာကြီးစီမှာတော့အခဲဖို့ကိုသာပြောလိုက်မိပါတယ်။နောက်နေ့ညနေပဲကျွန်တော်ယောဂအပြန်မှာလဲတော့ကခက်လျက်အိမ်ဘေးကအခွာကြီးသွားပြီးတော့တော့ပြီးခဲ့တယ်တဲ့။ တော်သေးတာပေါ့ဒီကောင်မစိုးပါဘူးလို့တွေးလိုက်မိသေးတယ်။မနေ့ကလို့သူများအိမ်မှာတော့အိတ်ဆရာမလို့တော့ဘူးပေါ့တော့ဖွေပြီးအခန်းထဲလဲရောက်ရောနေရာမှာကတ်ထားတဲ့စာတဆောင်ကကျွန်တော်ကိုကြိုဆိုလို့အမတ်စင်ထိုးထားတဲ့ပစ္စည်းစင်းအင်းတွေနဲ့တကွတငယ်ချင်းငါ့ကိုခွင့်လွှတ်ပါကွာငါမင်းစီကဒီပစ္စည်းလေးတွေယူသွားပါတယ်တချင်ကြရင်ဒီတံပိုးနဲ့ညီတဲ့ဂျေဆုကိုမင်းကိုပြန်ဆက်ပါမယ် တငယ်ချင်းဘဝငြိမ်းချမ်းသာရပါစေတဲ့ပစ္စည်းစည်ရင်က25အထိရှိပါတယ်။စောင်းကောင်းအုပ်အပါဝင်ရည်ကြည်မှုစာကြည့်တိုက်ကငှားရတဲ့စာအုပ်သုံးအုပ်ပါသွားပါတယ်။ပစ္စည်းတွေအလုံးကတံမိုးကြီးကြီးတွေမဟုတ်ပေမဲ့ကျွန်တော်အသုံးလိုတဲ့ပစ္စည်းများဖြစ်နေတာမို့အတော်ဒုက္ခရောက်စေခဲ့ပါတယ်။ ကမောင်ညူကိုလည်းတငယ်ချင်းအဖြစ်ကရာသက်ပံပယ်ဖို့ဆုံးဖြတ်လိုက်မိပါ၏ရည်ရည်မှုစာကြီးတိုက်ကစာအုပ်တော်အုပ်ကိုတော့စာအုပ်ဟောင်းဆိုင်မှာပြန်တွေးလို့ပြန်ဝယ်ပြီးအနိုင်ကျပါတယ်သူနဲ့ပတ်သက်တဲ့သတင်းတစ်တွေကိုလည်းထပ်မကြားရတော့ပေမဲ့သတင်းဟောင်းတွေကတော့ကျွန်တော်စီကိုရောက်ရောက်လာတတ်ပါသေးတယ်ခမောင်ညူရန်ကုန်ကိုအသွားကျွန်တော်အိမ်မှာတညအိတ်သွားသေးကြောင်းနဲ့ ရန်ကုန်ရောက်ပြီးကျွန်တော်ဆက်ယုံမှာလာစုံစမ်းသွားကြောင်းကျွန်တော်ကိုမတွေ့ရ RND စက်မှုတက္ကသိုလ်ရှိတငယ်ချင်းများစီမှာတော်တဲကြောင်းနောက်နေ့တငယ်ချင်းများចောင်းသွားနေစဉ်အဆောင်ရှိပစ္စည်းများကိုမတော်သေးကြောင်းများပါပဲကမောင်ညူရဲ့အဖြစ်ကကျွန်တော်မမျှော်လင့်တော့အောင်ပြောင်းလဲခဲ့တဲ့ဖြစ်ပါဒီလိုပြောင်းလဲလာတာဟာဘာကြောင့်လဲဆိုတာကိုကြင်ကြင်စဉ်းစားမိခဲ့ပုံပဲ ဒီနေ့အထိလည်းဖြည်းမရခဲ့ သူမိဘတွေကြောင့်လားသူမိန်းမကြောင့်သူ့ကိုကူညီပေးခဲ့တဲ့ကျွန်တော်တို့လိုတငယ်ချင်းတွေကြောင့်လားဘာကြောင့်သူဒီလို ပြောင်းလဲခဲ့ရတာလဲဆိုတာကိုသူကိုယ်တိုင်ရောသိရလားအခုလောက်ဆိုသူအသက်ရော ရှိသေးရလားသူရှိနေသေးတယ်ဆိုရင်အခု ဘာတွေဖြစ်နေပြီလဲဆိုတာကိုတစ်ခါတစ်ခါတွေးငြိမ်မိပါသေးတယ်။တေးကြတာကအညာကတငယ်ချင်းခမောင်ညူနဲ့ကျွန်တော်ဂုတိသမဆုံဖြစ်ကြတော့ပါ